မင်္ဂလာပါရှန်နိုင်သတင်းဌာနရဲ့2025ခုနှစ် AB လ6ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ငလင်ပေးတံကြောင့်မြမတက်မတော်နဲ့တိုင်းသားလက်နက်ကင်တွေတဖက်သက်အပြစ်ရစဲကြောင်းကြီးညာကြတာဟာမြေပြင်မှာခိုင်မာမှုမရှိနိုင်ဘူးလို့ NCA ထိုးထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL မှဥက္ကဋ္ဌပုံမူကြီးခွန်ကာကပြောဆိုလိုက်တဲ့သတင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ချိန်ချောက်မှုကြောင့်အီရတ်ပြည်သူစစ်တွေလက်နက်ချဖို့ပြင်ဆင်နေတဲ့ဆွေတဲ့တဲ့အပါအဝင် နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ငလင်ပေးတံကြောင်းမြန်မာတပ်မတော်နဲ့တိုင်းဒေသနဲ့ကင်တွေတဖက်သက်အပြစ်ရဲစဲကြောင်းကြီးညာကြတာဟာမြေပြင်မှာခိုင်မာမှုမရှိနိုင်ဘူးလို့ NCA ထုတ်တဲ့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL မှဥက္ကဋ္ဌဘုံမူကြီးခွန်ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာငလျင်ဘေးတံကြောင့် မြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့တစ်ဖက်သက်အပြစ်ရစဲကြောင်းကြေညာကြတာဟာမြေပြင်မှာခိုင်မာမှုရှိနိုင်ဘူးလို့ NCA ထိုးထားတဲ့ပအိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL NCAS မှဥက္ကဋ္ဌဘူမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်အပြစ်ရတဲ့အခါမှာတစ်ဖက်သက်အပြစ်ရကြတာဟာခိုင်မာမှုမရှိကြောင်းနှစ်ဖက်သဘောတူလက်မှတ်ထိုးပြီးအပြစ်ရတာနဲ့တတိယအင်အားစုပါဝင်တဲ့အပြစ်ရလက်မှတ်ထိုးတာတို့ကပို့ပြီးတော့ခိုင်မာကြောင်းသူကပြောပါရယ်ပြစ်မရခင်လည်းကတော့တိုင်းသားလက်နက်ကိုင်တွေက တချို့မြောက်ပိုင်းတွေရပြီးသားပါဒီတောင်ပိုင်းနဲ့အလယ်ပိုင်းပေါ့ကျွန်တော်မရပါဘူးသူတပြင်းကအလယ်ပိုင်းမှာရှိတဲ့အာ PDF ငါးသူတွေ NUG ငါးသူတွေပေါ့နောက်ပြီးတော့ရခိုင်ငါးသူတွေဒီဖွဲ့တွေကတော့အပြည့်ရတာတွေ့ပါဘူးသူတို့လှူရှာမှုမူလအတိုင်းပဲဆက်ပေါင်းနေတာရှိပါတယ်အဲ့ဒါကြောင့်ဒီဒီလိုအပြည့်ရမျိုးကကျွန်တော်တို့ ဟိုဟာဗော unilateral လို့ခေါ်တယ်တစ်ဖက်ပတ်ရတာရှိတယ်တချို့ကလည်း bilateral ဗောနှစ်ဖက်သဘောတူသမထုံးရရတာရှိတယ်နှစ်ဖက်သဘောတူသမထုံးရရတာနည်းနည်းလေးပိုခိုင်းသို့တော်လည်းနှစ်ဖက်သဘောတူပါပါတခါတတရင် အာသူလို့ခေါ်တယ်သက်သေးတိုင်းကနေပါလေဟောပါဘောတခါလဲကြားအင်အသူတွေပါပြီးတော့ဟောဒီသက်သေးခံပြီးတော့အပြည့်ရတာမှန်ပါတယ်ဆိုပြီးတော့ဝင်ထိုင်ပြီးတဲ့လူချင်းတော့ အပြရာသူပါတဲ့အပြရာကတော့ပူကွက်ခိုင်တာပေါ့နော်ဒါကြောင့်ပိုင်လေးဆွဲပူခိုင်နေတတရာရာသူပါပူကွက်ခိုင်နေအပြရာလာယူရီစထွဲပေါ့ဘုရားဝန်နဲ့ခေါ်အဖွဲ့ကြမ်းကြတာတရားတော့အမြန်ထုတ်ကြတာပါပဲငလျင်တန်ထိခိုက်ခံစားနေရတာနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက်တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးတက်မတော်အနေနဲ့2025ခုနှစ်ဧပြီ2ရက်ကနေ22ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့တာပါ။ဒါပြင်မြောက်ပိုင်းမဟာမိတ်တုံးဖွဲ AATNL နဲ့ MNDA တို့ကလည်းဧပြီလရက်ကနေ30ရက်အထိယာယီအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ကြေညာထားသလိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းယာယီအပြစ်ရက်စဲကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲဒီလိုပဲကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းဧပြီလကိုအပြစ်ရက်ကြောင်းထုတ်ပြန်ထားတာပါ။အပြစ်ရက်ကြောင်းထုတ်ပြန်ထားကြပေမဲ့လာရောက်ထိပါလာပါကအေးအေးယူတုံ့ပြန်မှုနဲ့ ခုခံစစ်နဲ့ပြန်လည်တုံ့ပြန်သွားကြမယ်ဆိုပြီးတော့ပါရှိတာပါလက်ရှိမှာမြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြအပြစ်ရထားပေမဲ့လည်းမြေပြင်မှာထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်အပြစ်ရကျညာချက်ကိုချိုးဖောက်တယ်လို့နှစ်ဖက်အပြန်အလှန်ပြောဆိုနေမှုတွေဟာလည်းရှိနေတာဖြစ်ပါတယ်အေးအပြစ်ရထားတာနောက်ပါကတော့ကျတော့ဒီချိန်တိုင်းတော့ကလဲဟိုဘောအချိန်နဲ့နေပိတ်ထားကြအဲ့ချက်တည်းတော့မလိုပါဘူးဘာတွေချိပါရင်တော့ဘာတွေတုံးကြလဲဆိုတော့အဲ့ချက်တွေနဲ့ပတ်သက်ပြီးဒီနေ့ကပေါ်တူတူချိပါလဲအဲ့ ောဖြစ်ပါရတယ်ကိုယ်ကပြပါလို့အာဖြီကောင်းရှိတဲ့ပုံတာပေါ့အဲ့တော့ဒီနော်ဆိုတော့ဒါတင်းညာကျွန်တော်တို့ကအာဒီပေါ်လေးနေတဲ့ဒီမရှိတဲ့ခါကျတော့ဟုတ်လားမဟုတ်ဘူးလားရှိတယ်အတိအကျဘာလို့ဒီကတော့ဘုံနေရှိတဲ့ခါကျတော့ဒီကပင်ညာမှာတွားလို့တော့ပြန်လုခံလို့ဆိုတာအဲ့ဖြစ်ချက်မှာပါဝင်နေလို့ပြောပြပါတယ်မြန်မာပြည်ကတဲ့မြန်မာနိုင်ငံမှာကေဆယ်ရေးနဲ့ပြည်내ထူထောင်ရေးတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အပြစ်ခတ်ရေးဆဲရေးတက်တန်းတိုးဖို့ မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒက်တုဆာရီမိုဟာမက်ဟက်ဆန်ကလည်းနဆက်ကကိုတိုက်တွန်းထားတာပါအာဆီယံနိုင်ငံတွေထဲကမှအထူးသဖြင့်မလေးရှားနိုင်ငံဟာနဆက်ကအပြစ်ခတ်ရက်စဲရေးကြီးညာထားတဲ့ကာလထက်တက်တန်းတိုးနိုင်မယ်လို့မျှော်လင့်ကြောင်းလည်းသူကပြောဆိုထားတာဖြစ်ပါတယ် KNA နဲ့ NUG တို့ဟာအပြစ်ရဲ့ကြောင်းကြီးညာထားပေမဲ့လည်းစကိုင်းတိုင်းဒေသကြီးအင်တော်မြို့ကို2025ခုနှစ်ဧပြီ9ရက်ကတိမ့်ပိုက်လိုက်ကြောင်းကြီးညာလာခဲ့တာပါအဲ့ဒီလိုပဲမြမတက်မတော်ကလည်းလေးကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်လျက်ရှိတာလည်းဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လက်တလော့ဖြစ်ပေါ်နေတဲ့ငလင်ပေးကြောင်းတရားမျှတစွာစဉ်းစားမယ်ဆိုရင် NASA ကအနေနဲ့ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်ဘူးလို့တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလကျော်စောကသုံးသပ်ပြောဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာလက်တလောဖြစ်ပွားနေတဲ့ငလင်ပေကြောင့်တရားမျှတစွာစဉ်းစားမယ်ဆိုရင်နာဆကအနေနဲ့ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်ကြောင်းတရုတ်မြန်မာရေးလိလာသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာမတ်လ28ရက်ကပြည်အား9တက်သမ9အဆင့်ရှိငလင်လုတ်ခတ်မှုကြောင့်နေပြည်တော်ရှိလွတ်တော်အဆောက်အုံတွေအပါအဝင်အစိုးရဌာနတွေလန်ဒရာတွေပြိုကျပျက်စီးဆုံးရှုံးခဲ့ပါရယ်အဲ့ဒီလိုပဲစကိုင်းတိုင်းနဲ့မန္တလေးတိုင်းအတွင်းမှာလည်းလူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေသလိုနေအိမ်တွေဟိုတယ်တွေဘာသာရေးအဆောက်အုံတွေနဲ့လန်ဒရာတွေပြိုကျပျက်စီးလျက်ရှိပါရယ်အဲ့ဒါကြောင့်မြန်မာ နိုင်ငံမှာငလင်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့စစ်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့ကြီးပွားရေးကြဆင်းမှုပြန်လည်ဦးမှုရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပပုံမှာမလွယ်ကူတော့ကြောင်းထောက်ပြကြပါရယ်။ NASA ကအနေနဲ့လှုပ်ရှင်တို့လုပ်မယ်ဆိုရင်ရွေးကောက်ပွဲကျင်းပနိုင်ကြောင်းတရားမျှတမှုနဲ့ကြီးပါကရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းတရုတ်မြန်မာအရေးလေးလာတိုးတက်သူဒေါက်တာလကျော်စောက CNN သတင်းဌာနကိုပြောပါရယ်။ 我第二次我也身上也弄弄内幕，我讲不起我。哎 <noise> 呦，我还有个不了，都是弄外突人，弄钱落弄落一下嘞。哦，这个这个第二次骗，第二次叫啥？身上也弄没骗。 အခုသူပြောတဲ့ထဲမှာသူကတခြားနိုင်ငံတွေကိုလည်းဖိတ်ပါမယ်ပါမယ်ဆိုရင်တော့မဖြစ်ဖို့များတဲ့အချိန်မှာတခြားနိုင်ငံတွေကလည်းပူနဲ့ဘလောက်အဆင်ပြေပြေဗီဒီယိုပဲဖြစ်ဖြစ်ရူစားပဲဖြစ်ဖြစ်ဘလောက်အဆင်ပြေပြေမဟုတ်ရုပ်ကြီးကိုတော့ဝင်ပြီးအမှားခံပေးနိုင်တယ်မထင်ဘူးဒါကြောင့်မလို့ဘလောက်ဖြစ်ဖို့များပါတယ်ဆက်ကောင်စီကတော့ကြာလေသူအချက်တွေတွေ့နေချင်မှာပဲဒီနေပြည်တော်ကပျက်စီးတဲ့ဟာလည်းမနေဘူးလေနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေလည်းမနေဘူးပျက်စီးကုန်တာအဲ့တော့အစိုးရရန်ကြီးကတစ်ခုလုံး 不下来米了呗。你看着老老在了，今今天龙华了，都是我看看看，就看见没看见。 မြန်မာနိုင်ငံမှာအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လားရုစ်သမ္မတလူကာရှန်ကိုနဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ပြည်내ထူထောင်ရေးနဲ့လန်ဒရာတွေအစအဦးတွေပြည်내တည်ဆောက်ဖို့အချိန်ယူရမှာဖြစ်ပြီးကုန်ကျစရိတ်လည်းကြီးမားမှာဖြစ်တာကြောင့်နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ပြောတဲ့ရွေးကောက်ပွဲကျင်းပမယ့်အချိန်အတွင်းရွေးကောက်ပွဲကျင်းပနိုင်ဖို့ခက်ခဲကြောင်းစီးရီးနဲ့နိုင်ငံရေးကခက်တွေကပြောပါတယ်။ဒါပေမဲ့ပြည်내တည်ဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပြီးမှ သာရွေးကောက်ပွဲကိုကျင်းပမယ်ဆိုရင်တိုင်းပြည်မှာနိုင်ငံရေးအရွေးအကူပြောင်းနေလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့် NASA ကအနေနဲ့ရွေးကောက်ပွဲလုံးမလုံးမကိုခံမှန်းလို့မရကြောင်းလဲစီးရဲနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြပါတယ်အရေးကြီးတဲ့အစားအဝနေရာတွေကိုစုပေါင်းပြီးပြင်ဆင်သွားကြမယ်ဆိုရင်ရွေးကောက်ပွဲဖြစ်နိုင်တဲ့အတိုင်းအတာမျိုးရှိကြောင်းတိုင်းလန်ရှမ်းနေအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ကဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါတယ် သူပြောတဲ့အချိန်ကသူဖြစ်အောင်တော့လုပ်ပေးတာတစ်ချိန်ပြောတာလည်းမဟုတ်တော့ဘူးလေအခုကလည်းနေ့ရက်နေ့တုန်းကလည်းဒီဒီပေါ်နဲ့တွေ့တဲ့ခါတုန်းကလည်းပြောခဲ့တယ်လေရွေးကောက်ပွဲကတော့မဖြစ်မနေလုပ်မယ်ဆိုတဲ့သဘောပါနော်ဒါကြောက်ကြားတရားရဲ့ဂတိမဟုတ်ဘဲနဲ့လားအစိုးရတရားရဲ့ဂတိလို့ပြောလို့ရတာပေါ့ဒီတမောင်ပြေးတာကြောင့်ပြက်စီးတာပြက်စီးခြင်းကတည်းကအကြောင်းပေါ့ဗျာဒါပထမဆုံးအချိန်လူတိုင်းရပြီးနောက်ပိုင်းခေါ်တဲ့လူတော်တော်မှပုံမှန်ချင်းချင်းတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါဖြစ်လို့ခေါ်တော့တဲ့အပိုင်းလေးရှိတာပေါ့နော်အခုလည်းဒီဆောက်ဦးလေးပြင်ကြမယ်ရေးကြည့်နေရစုပေါင်းပြီး ြင်ဆင်သွားမှကြမဆင်တော့ဒါဖြစ်နေတဲ့တိုင်းတာလေးရှိပါတယ်ရွေးကောက်ပွဲတော့ရွှေ့မယ်ဆိုတော့ကျွန်တော်ထင်ရရွေးကောက်ပွဲရွှေ့လေလေကျွန်တော်နိုင်ငံကြီးတက်ကတော့ဘေးကျနေကြကြုံလေလေဖြစ်နေပါတယ်နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကတော့ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရေကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်မှာ2026ဇန်နဝါရီလဒုတိယပတ်အတွင်းကျင်းပပြုလုပ်ဖို့ရထားပြီးရေကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း2025ခုနှစ်မတ်လ3ရက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ပြည်ပကနေလာရောက်ဖွင့်လှစ်ထားတဲ့ယာယီစေယုံတွေဟာအလံဝေးတဲ့အတွက်တွားရောက်ကုသမှုနေပါတယ်လို့မဟာလူမှုကယ်ဆယ်ရေးအသင်းမှဒုက္ခရဦးကျော်ကျော်ဝင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးအတွင်းရှိငလျင်တန်းကျောက်ထိကြိုက်တန်းရာရရှိထားတဲ့ဒေသခံတွေဟာပြည်ပမှလာရောက်ဖွင့်လှစ်ထားတဲ့ယာယီစေယုံတွေမှာအလံဝေးတဲ့အတွက်သွားရောက်ကုသမှုနယ်ပါးကြောင့်မဟာလူမှုကယ်ဆယ်ရေးအသင်းမှဒူအိုခရာဦးကျော်ကျော်ဝင်းက CNN သတင်းဌာနကိုပြောပါရယ်ငလျင်ဘေးတန်းကျောက်ထိကြိုက်တန်းရာရရှိခဲ့တဲ့ပြည်သူလူထုအနေနဲ့အစိုးရစေယုံကြီးတွေမှသာစုပြုံကစေဝါကုသမှုခံယူနေကြပြီးပြည်ပမှလာရောက်ဖွင့်လှစ်ထားတဲ့ယာယီစေယုံတွေမှာတော့လူနာနယ်ပါးလည်းရှိတာကိုတွေ့ရပါရယ်အဲ့ဒီလိုလူနာနယ်ပါးရခြင်းမှာဒေသခံလူထုအနေနဲ့ပြည်ပမှယာယီစေယုံတွေ လာရောက်ဖွင့်လှစ်ထားသည်ကိုမသိရှိကြသူများလည်းရှိကြောင်းမဟာလူမှုကယ်ဆယ်ရေးအသင်းမှဒူခရဦးကျော်ကျော်ဝင်းက CNN သတင်းဌာနကိုပြောပါတယ်။ဒါဟိုလူမသိရလည်းသိနိုင်တယ်ရဒူရှယ်ဒူရှယ်ဟာပေါ့ဟိုအင်တာနက်လိုင်းတွေမရတာတို့အဲ့လိုကြောင့်လည်းဖြစ်နေပါတယ်ခင်ဗျ။ကျွန်တော်တို့ရှိကြတဲ့ဟာကျွန်တော်တို့ကယ်လို့သိအောင်ပို့ရမယ့်အလုပ်နဲ့လာတယ်ဆိုရင်တော့ကျွန်တော်တို့သိအောင်ပို့ခြင်းလည်းတော့ပို့ရဲအဲ့လိုလက်ရှားတွေကတော့ပြန်ပို့တဲ့လိုက်တော့ကျွန်တော်တို့ပို့ပြီးရခင်ဗျ။ဒါဝင်းနေဝင်းတယ် ရဲ့နေကြတော့ဒီကတော့လည်းနားနေတယ်အဲ့ဒါတွေပါလာတယ်ခင်ဗျဒီကကျွန်တော်တို့ဒီနောက်နေကြတော့အဲ့လိုဝေဝေနေတာကတည်းကမသွားနိုင်တော့ဘူးဒီရောအိမ်ညာနဲ့မီးတောင်နာနဲ့အိမ်ဒီဝါနဲ့ဒီကတော့ကိုယ်ကလည်းညံပေါ်တော့ဒီကိုယ်ကိုပြစ်ပြီးတော့လည်းမသွားကြဘူးကိုယ်ရှိတဲ့ကောင်ကဟိုကဲခါးအိမ်နဲ့ကျင်းနေမှာအိတ်ကြတာဆိုတော့အဲ့လိုမျိုးလေး မန္တလေးမြို့မှာငလျင်ဘေးဒဏ်သင့်ပြည်သူတွေအားကုသပေးနိုင်ဖို့အတွက်ဂျပန်အိန္ဒိယတရုတ်နဲ့ရုရှားစတဲ့နိုင်ငံတွေမှာယာယီဆေးရုံတွေဖွင့်လှစ်ကစေဝါကုသပေးလျက်ရှိပါတယ်တရုတ်နိုင်ငံမှာဖွင့်လှစ်ထားတဲ့ယာယီဆေးရုံဟာလမ်း30 82လမ်းနဲ့83လမ်းကြားမှာရှိပြီးအိန္ဒိယမှာဖွင့်လှစ်ထားတဲ့ယာယီဆေးရုံဟာချမ်းမြတ်သာစီမြို့ရှိလေရင်ကွင်းအဟောင်းမှာတည်ရှိပါတယ်အဲဒီနောက်ရုရှားနိုင်ငံမှာဖွင့်လှစ်ထားတဲ့ယာယီဆေးရုံဟာ68လမ်းနဲ့တရခွန်လမ်းထောင်မှာရှိတဲ့မန္တလေးသီရိဘောလုံးကွင်းမှာရှိပြီးဂျပန်နိုင်ငံကဖွင့်လှစ်ထားတဲ့ယာယီဆေးရုံမှာမန္တလေးမြို့ တော်စီပင်တာယာရေးကော်မတီရုံ26လမ်း82လမ်းနဲ့82လမ်းကြားမှာဖွင့်လှစ်ချပါတယ်။အဆိုပါယာယီစေးုံတွေမှာခွဲစိတ်ခန့်အသေးစားနဲ့စေဝါကုသတဲ့ပစ္စည်းတွေလည်းအစုံဝင်လေးပါရှိတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိသူတွေအားအချိန်နဲ့တပြေးညီကုသပေးနိုင်ပါတယ်။အဲဒါကြောင့်ဒေသခံပြည်သူလူထုအနေနဲ့သူတို့ထံမှစေဝါကုသမှုခံယူတဲ့ကြောင်းစေယုံကြီးနဲ့ပြပယာယီစေယုံတွေကိုလူနာများခွဲကပြတ်တမယ်ဆိုပါကပုံမအဆင်ပြေသွားမည်ဖြစ်သောမဟာလူမှုကယ်ဆယ်ရေးအသင်းဒုက္ခရဥကြော်ကျော်ဝင်းကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရစေ။ အော်ပြီးတော့တဲ့နာပါတို့ကနိုင်ငံခြားလာတဲ့ပြည်သက်ပြည်ချင်းတွေတော့တော့သုံးတာပေါ့ပြီးွားရည်လည်းကောင်းနေတယ်ဒီလိုပြီးွားကြတော့မှာရပြီးတော့အသေးစိတ်ကသာအကုန်လုပ်ဝေးသားတယ်တနစ်ကြပါတယ်ဟောလူငါတွေတက်နေပူကောင်းကြတာပေါ့ဟိုမှာလည်းပြေုံမှာပြေုံမှာလည်းတင်ကြည့်ရတယ်ဟိုဖြစ်ခွဲပြီးတော့ပြလိုက်တော့ပူကောင်းတာပေါ့ ဒီနိုင်ငံတော်ကိုရည်တင်ကြတာပေါ့ပြီးခဲ့တဲ့မက်စလာ28ရက်နေ့မှာမြန်မာနိုင်ငံမှာပြင်းရခွန်တက်သမခွန်အဆင့်ရှိတယ်ငလင်းရဲတခုလောက်ခတ်သွားပြီးတဲ့နောက်နေပြီးတော့မန္တလေးနဲ့စကိုင်းအပါဝင်နေရာအချို့မှာနေအိမ်အဆောက်အအုံပြိုကျမှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပြိုကျပျက်စီးမှုကြောင့်တိုက်စုံသူ၄000ဝန်းကျင်နဲ့ထိခိုက်ဒဏ်ရာရရှိသူ9000ဝန်းကျင်ခန့်ရှိလာကြောင်း AB 9ရက်နေ့အထိကုညီကယ်ဆယ်ရေးတွေဆောင်ရွက်နေကြဆဲဖြစ်ပေမဲ့လည်းအချို့နိုင်ငံမှာလာရောက်ကုညီပေးကြတယ်ကယ်ဆယ်ရေးအဖွဲ့တွေမှာတော့နေရက်ကိုပြန်ကြတော့မှာဖြစ်ပါတယ် ရှန်နိုင်တဲ့ထဏာရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ချင်းချောက်မှုကြောင့်အီရတ်ပြည်သူစစ်တွေလက်နက်ချဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုရရဲ့ချိန်ချမှုကြောင့်အီရက်ရှိအီရန်ကြောထောက်နှောက်ခံပြုအင်အားကြီးပြည်သူ့စစ်အဖွဲ့တွေကပထမဆုံးအကြိမ်အဖြစ်လက်နက်ချဖို့ပြင်ဆင်နေတယ်လို့အကြီးတန်းတပ်မှုဆဲဦးနဲ့အီရက်တာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ထရန့်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဇန်နဝါရီလကတည်းကအမေရိကန်တာဝန်ရှိသူတွေကအီရက်အဆိုရကိုတီးတန့်သတိပေးချက်တွေထုတ်ပြန်ခဲ့တဲ့နောက်ပိုင်းတင်းမာမှုတွေကိုဖြေလျှော့ဖို့ကြိုးပမ်းနေကြတာဖြစ်တယ်လို့အဓိကပြည်သူ့စစ်တပ်ဖွဲ့လေးဘွဲကဒေသခံတပ်မှု6ဦးအပါအဝင်သတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။အီရက်မြေပေါ်မှာပြည်သူ့စစ်တွေအနေနဲ့ ်လက်နက်မချရင်အမေရိကန်ကအဲ့ဒီအဖွဲ့တွေကိုလေကြောင်းတိုက်ခိုက်ဖို့ပြင်မှတ်ထားတဲ့ကြောင်းအမေရိကန်တာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့ပြောပါရတယ်။အီရတ်ဝန်ကြီးချုပ်မိုဟာမက်ရှီရာအဲဆူဒါနီနဲ့ပြည်သူ့စစ်ခေါင်းဆောင်အများပြားကအသေးစိတ်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြောင်းအီရတ်ရဲ့အာဏာရမဟာမိတ်အဖွဲ့နဲ့နှိစက်တဲ့အဂျီဒန်ရှီရာနိုင်ငံရေးတမတူဖြစ်သူအစ္စက်အယ်ရှာဘန်နာကရိုက်တာသတင်းဌာနကိုပြောပြခဲ့ပါရတယ်။လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့လက်နက်ချဖို့အမေရိကန်ရဲ့တောင်းဆိုချက်အတိုင်းလိုက်ရောဖို့အစဉ်သင့်ရှိနေတယ်လို့သူကပြောပါရတယ်။ဒီအဖွဲ့တွေကခေါင်းပါတဲ့အပြုမှုမျိုးဒါမှမဟုတ်လက်ရှိအနေအထားကိုဆက်လက်ထား ရှိဖို့ငင်းဆန်တာမျိုးမရှိပါဘူးလို့သူကပြောပါတယ်ပြည်သူ့စစ်အဖွဲ့တွေကအမေရိကန်ရဲ့ပြစ်မှတ်ထားလာနေတဲ့အခြေအနေကိုအပြည့်အဝနားလည်လက်ခံထားတယ်လို့လည်းသူကထပ်မံပြောကြားခဲ့ပါတယ်အဲ့ဒီအခြေအနေကိုဆွေးနွေးဖို့ဗကရက်မျိုးတော်နဲ့တောင်ပိုင်းပြည်နယ်တစ်ခုကအမိမဖော်လို့တဲ့ပြည်သူ့စစ်တပ်မှု၆ဦးကိုအင်တာဗျူးခဲ့တာဖြစ်ပြီးသူတို့ဟာခါတိုင်ဟစ်ဘိုလာနူဂျာဘတ်ခါတိုင်ဆရစ်အယ်ရှာဟာဒါနဲ့ အန်ဆာအူလာအယ်အာဝီဖီယာအဖွဲ့တွေကတက်မှုတွေဖြစ်ပါတယ်။ထရန့်ကစိုးစုံအခြေအနေအထိစစ်ပွဲဖြစ်ဖို့အသင့်ဖြစ်နေပြီဆိုတာကျွန်တော်တို့သိထားပါတယ်။ဒီအခြေအနေကိုရှောင်လွှဲကြည့်ပါလေလို့အင်အားကြီးရှီယာပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ကတ်တိုင်ဟစ်ပိုလာအဖွဲ့ကတက်မှုတူကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Trump ရဲ့အခွန်တိုးမြင့်မှုကြောင့်ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေကမောက်ကမဖြစ်ကုန်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့သတင်းပတ်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အပြန်အလှန်ကုန်တယ်ခွန်နေတွန်းမြင့်ကောက်ခံကြောင်းကြေညာချက်ကြောင့်ကမ္ဘာလုံးဆိုင်ရာစည်းကွက်တွေဟာ AP 900ရမှာကြာဆင်းသွားခဲ့ကြောင်း AP ကဖော်ပြခဲ့ပါတယ်။နိုင်ငံများပြားဟာအမေရိကန်ရဲ့ကုန်တယ်ခွန်တွန်းမြင့်မှုကိုဘယ်လိုတုံ့ပြန်ရမလဲအဖြစ်ရှာနေချိန်မှာတရုတ်နဲ့နိုင်ငံအချို့ကတော့အလင်းမြန်တုံ့ပြန်ခဲ့ကြပါတယ်။ဟောင်ကောင်မှာတည်ငြိမ်မှုမရှိတဲ့စည်းကွက်တွေရဲ့အခြေအနေကြောင့်အခွန်နဲ့ပတ်သက်ပြီးအကောင့်ထည့်ဖို့ဆောင်ရွက်မဲ့စီမံချက်တွေဟာအမခန့်ချက်မရှိကြောင်းဟောင်ကောင်ဘဏ္ဍာရေးအတွင်ဝင် Paul Chan ကပြောကြားခဲ့ပါတယ်။ AP 900ကဟောင်ကောင်ရဲ့ stock share ာဈေးကွက်ဟာ73.200ခန်းတော့ထိကျဆင်းသွားခဲ့ပြီးနိုင်ငံအချို့မှာယင်းနှီးငွေတွေစီးဆင်းမှုကလည်းအဟန်တာဖြစ်လာနိုင်တယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကဂျာမနီဟာဆယ်စုနှစ်တစုနီးပါးအတွင်းတရုတ်ကိုကျော်လွန်ပြီးအမေရိကန်ရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပါတယ်။အခုနှစ်ဖေဖော်ဝါရီလမှာလည်းအမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်ကဏ္ဍမြင့်တက်ခဲ့ပြီးမယ်။ထရန့်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမဲ့ကြေညာချက်ကြောင့်လာမယ့်လတွေအတွင်းအမေရိကန်ကိုပို့ကုန်ကဏ္ဍအခြေအနေအားတိကျရေရမှုမရှိကြောင်းဂျာမနီရဲ့ပို့ကုန်လုပ်ငန်းရှင်တွေအသင်းကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ဥရောပရဲ့ stock share series တွေဟာဈေးကွက်အဖွင့်ပိုင်းမှာကျဆင်းခဲ့ပြီးဂျာမနီရဲ့ Dutch Share ဟာ6.5ခန်းပြင်သစ်ရဲ့ CAC 40 Share ဟာ 9.9ရာခိုင်နှုန်းပြီးတဲ့ရဲ့ FTSE 100 share ဟာ4.5ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အင်ဒိုနီးရှားကတော့ထရွန့်ရဲ့အပြန်အလှန်ကုန်သွယ်ခွင့်32ရာခိုင်နှုန်းကောက်ခံမှုကိုလက်တော့ပြန်သွားမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီရေကိစ္စကိုတန်တမန်နီလန်ဆွေးနွေးညှိနှိုင်းရေးနီလန်အနေနဲ့အပြေရှားသွားမယ်လို့အင်ဒိုနီးရှားအစိုးရအဖွဲ့ကပြောပါတယ်။တောင်ကိုရီးယားကလည်းကုန်သွယ်ခွင့်တိုးမြှင့်မှုနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ဖို့ကုန်သွယ်ရေးညှိနှိုင်းဆောင်ရွက်သူတို့ကိုအခုသတင်းပတ်အတွင်းဝါရှင်တန်ကိုဆေးလွှတ်သွားမှာဖြစ်ပါတယ်။ပါကစ္စတန်ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအစိုးရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုအခုလအတွင်းအမ ရိကန်ကိုဆေးလွတ်ဖို့ပြင်ဆင်ထားကြောင်းပြောကြားခဲ့ပါတယ်။အရှိအလဲပိုင်းရဲ့ stock share ဈေးကွက်တွေလည်းကျဆင်းခဲ့ပြီးရေနံစင်းလုံးတွေလည်းတိတာစွာကျဆင်းခဲ့တာကြောင့်ရေနံထုတ်လုပ်မှုအပေါ်မိခိုနေရတဲ့နိုင်ငံတွေကိုအခက်တွေ့စေခဲ့ပါတယ်။ထရိုင်ရဲ့အခွန်တိုးမြင့်မှုကိုအာဆီယံကစီးလုံးစွာတုံ့ပြန်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်တမရတော်နဲ့ထရန့်ရဲ့အပြန်အလှန်ကုန်သွယ်ခွင့်တိုးမြင့်မှုနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့အစည်းနဲ့စီးလုံးညီညွတ်စွာတုံ့ပြန်ရေးအတွက်အားထုတ်ကြိုးပမ်းမှုတွေကိုမလေးရှားနိုင်ငံကဥဆောင်သွားမှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားခဲ့တယ်လို့နီကေအရှာကဖော်ပြခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌအစည်းနဲ့မလေးရှားဟာစီးလုံးညီညွတ်တဲ့ဒေသတွင်းတက်ဦးတစ်ခုပေါ်ပေါက်လာစေဖို့ပွင့်လင်းပြီးခံနိုင်ရည်ရှိတဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုထိန်းသိမ်းဖို့နဲ့အာဆီယံရဲ့စုပေါင်းအလံကိုနိုင်ငံတကာကရှင်းလင်းပြသစွာကြားသိနိုင်ဖို့အားထုတ်ကြိုးပမ်းမှုတွေကိုဥဆောင်သွားမှာပါလို့အန်ဝါက EP 6ရဲ့ညပိုင်းက Facebook အပါအဝင် င်သူ့ရဲ့လူမှုမီဒီယာ channel တွေမှာတင်ခဲ့တဲ့ဗီဒီယိုမင်ကုန်းမှာပြောကြားခဲ့ပါတယ်။ Tja post တခုမှာလည်းအန်နွာကဒေတာတင်းစူပေါင်းတုတ်ပြန်မှုနဲ့ပတ်သက်ပြီး BNN ဝန်ကြီးချုပ် Fanmin channel ဖုံးဆက်သွယ်ပြောဆိုခဲ့တယ်လို့ပြောပါတယ်။အန်နွာဟာ EP 6ရက်ကမလေးရှားနိုင်ငံကိုရောက်ရှိလာတဲ့အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆိုဘီယန်တိုနဲ့လည်းကုန်သွယ်ခွန်ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့အခြား Facebook post တခုမှာပြောကြားခဲ့ပါတယ်။အဖွဲ့ဝင်ဆယ်နိုင်ငံပါတဲ့အာဆီယံနိုင်ငံတွေရာအမေရိကန်ရဲ့အပြန်အလှန်ကုန်သွယ်ခွန်ကိုအစိုးရဆုံးခန်းစားခဲ့ရတဲ့နိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်။ Vienna ဟာအခွန်နှုန်းတာ 46ရာခိုင်နှုန်း၊ကမ္ဘောဒီးယားက49ရာခိုင်နှုန်း၊မလေးရှားက24ရာခိုင်နှုန်းစီနဲ့အမေရိကန်နဲ့အပြန်အလှန်ကုန်သွယ်ကုန်တွေတိုးမြင့်ခံခဲ့ရပါတယ်။အခြားဒေသတွေနိုင်ငံတွေလိုပဲမလေးရှားဟာအမေရိကန်ကိုလက်တော့ပြန်မဲ့အစီအစဉ်တွေကိုရွေးချယ်ခဲ့ခြင်းမရှိခဲ့တာပါ။အဲ့ဒီပြင်မလေးရှားဟာအမေရိကန်ကွန်ဆူလီယပေါ်စီချက်ခွန်49ရာခိုင်နှုန်းတိုးမြင့်ခဲ့တဲ့ဆိုတော့ Trump အစိုးရအဖွဲ့ရဲ့ပြောကြားချက်ကိုလည်းညှင်းဆိုခဲ့ပါတယ်။မလေးရှားပူပူပန်အုပ်ချုပ်ရေးမှူး Avadu Rashid Gaffor ကလည်းမလေးရှားနိုင်ငံဟာကုန်သွယ်ကုန်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ညှိနှိုင်းနေတဲ့အခြေအနေမှာရှိနေဆဲဖြစ်ကြောင်းအမေရိကန်နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီး ီးမှသာလျှင်ကုန်သွယ်ခွန်ကြောင်းငွေကြေးဖောင်းပွားမှုအပေါ်တက်ရောက်မှုတွေကိုလေ့လာဆန်းစစ်နိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရှန်နိုင်တဲ့ရင်ထဏာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးရမယ်။ရီယဲကိုအနိုင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့အာဆင်နယ်နီးပြအာဒီတာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးရမယ်။အာဆင်နယ်အသင်းနီးပြအာဒီတာကလက်ရှိချန်ပီယံရီယဲအသင်းနဲ့ရှင်ပြန်ရမယ်။ချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်မတိုင်ခင်မှာသူတို့အနိုင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောခဲ့ပါဗျာ။ အာဒီတာကဒါကကျွန်တော်အတွက်တရားရဂိုင်းလုံးအကြီးမားဆုံးညပါအဲ့ဒါကြောင့်လဲကျွန်တော်ဟာပေါ်လုံးလောကထဲကိုရောက်နေတာပါဒီလိုပွဲမျိုးဟာကျွန်တော်တို့ရဲ့ကိုပိုင်ဇလန်းကိုတိဆောက်နိုင်ဖို့အခွင့်အရေးဖြစ်ပါတယ်ဒါကကျွန်တော်တို့လိုချင်တဲ့အဆင့်ဖြစ်ပြီးအာဆင်နယ်ကတသက်မတည်းရှိဖို့လိုပါတယ်ကျွန်တော်တို့သူတို့ကိုအနိုင်ယူဖို့အဆင်သင့်ဖြစ်နေပြီဆိုတာအလွန်ယုံကြည်မှုရှိပါတယ်လို့ပြောခဲ့ပါတယ်အာဆင်နယ်နဲ့ရီယယ်အသင်းတို့ဟာချန်ပီယံလိပြိုင်ပွဲမှာထိတိုက်တွေ့ဆုံမှုအဖြစ်2005-2006ရာသီက16တင်းအဆင့်မှာတွေ့ဆုံမှုသာရှိခဲ့ပါတယ် ဒီပွဲမှာအာဆနယ်အသင်းဟာရီရဲ့အသင်းကိုနှစ်ကျော်ပေါင်းရလက်တကိုးကိုမရှိနဲ့အနိုင်ရပြီးကွာတာဖိုင်နယ်ကိုတက်နိုင်ခဲ့တာပါအာဆနယ်အသင်းဟာပရီးမီးယားလိပြန်ပွဲမှာထိပ်ဆုံးနေရာကလီဗာပူးအသင်းနဲ့ဆက်တမတ်ကွာဟနေရကြောင်းချန်ပီယံလိပြန်ပွဲမှာချန်ပီယံဆုကိုရယူနိုင်ဖို့ပြင်မှတ်ထားနေတာဖြစ်ပါတယ်အာဆနယ်အသင်းဒီပြအာရီဒါဟာမကြသေးခင်ကမှဒဏ်ရာကနေပြန်တက်တာလာတယ် ဆာကာဂိုဒီပွဲမှာအသင်းရဲ့ပွဲထွက်လူစင်းနဲ့အတုံးပြူလာဖို့ရှိနေတာပါရီယယ်အသင်းကြီးပြအန်ဆယ်လော့တီကပထမအကြော့မှာရှင်မြန်ရမယ်မိနစ်60ဟာအရေးကြီးပေမယ့်ဒုတိယအကြော့ကစားဖို့ရှိသေးတဲ့အတွက်ဒီပွဲဟာအဆုံးဖြတ်မဟုတ်ဘူးလို့မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့ပါတယ်အာဆင်နယ်နဲ့ရီယယ်အသင်းတို့ဟာပြီးခဲ့တဲ့လိပွဲတွေမှာနိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့်ဒီပွဲမှာရလက်ကောင်ရယူနိုင်ဖို့ပြင်ပထားနေတာပါအာဆင်နယ်နဲ့ရီယယ်အသင်းတို့ရဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်ကို AP 9ရဲ့မနက်ပိုင်းမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ် ရှေ့အနိုင်သတင်းဌာနရဲ့2025ခုနှစ်အပိလာရှေ့အနည်းအတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှာကြပါစေခင်ဗျာ။